င်္ဂလာပါမြစ်ချနာသတင်းချာနဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေပြင်တိုင်းနာလူမျိုးစုတွေအတန်တွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာတရုတ်နယ်စပ်ကမ်ပိုင်တီမြို့မှာ KIO ကနေစူပေါင်းဂိတ်ဖွင့်လိုက်ပြီဖြစ်ပါတယ်မိုးရွာပြီးချောင်းရီတွေကြီးတာကြောင့်မန္တလေးမြစ်ချနာလမ်းပိုင်းကရှောင်းကွင်းလမ်းတွေပျက်စီးသွားပြီးခီးတော်တွေနဲ့ရင်မောင်းတွေအခက်အခဲဖြစ်နေပါတယ်စစ်ကောင်စီနဲ့ KIO တို့ကြားတိုက်ပွဲတွေကြောင့် လူဦးရေတိမ့်နဲ့ချီတိမ့်ချောင်နေရတဲ့ကချင်ပြည်နယ်အတွင်းကစစ်ဘေးရှောင်တွေအကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာတရုတ်နယ်စပ်ကမ်ပိုင်တီမြို့မှာ KIO ကနေစူပေါင်းဂိတ်ဖွင့်လိုက်ပြီဖြစ်ပါတယ်။ကမ္ဘာဒီမြို့မှာကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO ရဲ့စူပေါင်းဂိတ်ဖွင့်ပွဲအခမ်းအနားကိုမေလ26ရက်နေ့က KIO KIA တည်နေပြန်ကြားရေးဌာနရဲ့ရုပ်တံအစီအစဉ်မှာထုတ်လင်းပြသခဲ့ပါတယ် အဲ့ဒီကမ်ပိုင်ဒီစုပေါင်းဂိတ်ကနေပို့ကုန်သွင်းကုန်တွေကိုပြပအခွန်အနေနဲ့ကောက်ခံမှာဖြစ်ပြီးစတုံးဂိတ်ကတင်သွင်းတဲ့ပို့ကုန်တွေကိုတော့မေလ29ရက်နေ့ကစပြီးပြည်သွင်းအခွန်အနေနဲ့စတင်ကောက်ခံသွားမှာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစုပေါင်းဂိတ်ဖွင့်ပွဲအခမ်းအနားကိုကမ်ပိုင်ဒီမျိုးကအုပ်ချုပ်ရေးတာဝန်ခံတွေ KIO အခွန်ဦးစီးဌာနကတာဝန်ခံတွေဗတာရေးတင်အုပ်ဆရာတွေနဲ့ဒေသခံပြည်သူတွေပါဝင်ခဲ့ကြပါဗျ။ဒါရှိကကနာပူရှန်ကွန်ရိုင်းနိဖေမုံမုံတန်ကြရိလိုက်အခွန်ခန်းဆေ ပြပအခွန်ခွန်နာမဆတ်ချာမရနာရိုင်နာမေခွန်စီယရှနီကောနာသာဖောင်မတ်နာရေလမ်တဲ့ဆែងနာစတုံရှိကစ်ကောပီတွေးခွန်နေဖေမုံသာဆဝနာလမ်ငါအိုက်ဖေမုံကျေလူဝိုင်တိုက်ပွဲအခြေအနေကြောင့်ကမ်ပဒီဂိတ်ကိုတရုတ်ဘက်ကပိတ်ထားခဲ့ပြီးနောက်ပိုင်းတရုတ်ကနေမြန်မာဘက်ကိုစားတောက်ကုန်အနှဲငယ်တင်သွင်းတာတွေတော့ရှိပါတယ်စတုံစီနဲ့အခြားကုန်ပစ္စည်းတွေတော့တင်သွင်းတာမရှိပါဘူးလူပြုတ်ပြီးတို့ထွက်ချင်တဲ့ဟာဘက်ထွက်ခိုင်းလာ un ci avè un canestro de da kan ti waie chin fi la bon. Di tetum cho tetum ni bi wa hin di hin ni ne ba be un kan die. KO ထိန်းချုပ်နယ်မြေမှာရှိတဲ့လိုက်စာနဲ့လွယ်ချက်နယ်စပ်ဂိတ်ကိုလည်းတရုတ်ဘက်ကစားတောက်ကုန်နဲ့လူသုံးကုန်တွေပဲတင်သွင်းခွင့်ပြုထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ12ရက်နေ့မှာ KO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအမ်ဘန်လာဦးဆောင်အဖွဲ့ရဲ့တရုတ်ခရီးစဉ်အပြီး ဒီဇင်ဘာလ17ရက်နေ့မှာပိတ်ထားတဲ့နယ်စပ်ဂိတ်တွေကိုပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။2024ခုနှစ်နိုဝင်ဘာလ20ရက်နေ့မှာဝိုင်းမော်မြို့နယ်က တရုတ်မြန်မာနယ်စပ်ကွန်တွေကြီးရှိတဲ့ကချင်အထူးဒေသတစ်ကမ်ပိုင်တီမြို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါတိုက်ပွဲအခြေအနေတွေကြောင့်2024ခုနှစ်အောက်တိုဘာလ16ရက်နေ့မှာတရုတ်ဘက်ကနေကမ်ပိုင်တီနယ်စပ်ကွန်တွေကြီးကိုပိတ်ထားခဲ့ရလဲဖြစ်ပါတယ်လက်ရှိအချိန်မှာတော့တရုတ်ဘက်က73စီနဲ့အခြားကုန်ပစ္စည်းတွေမဝင်တော့တာကြောင့်ကချင်ပြည်နယ်အတွင်းကုန်စည်နှုန်းတွေမြင့်တက်လက်ရှိနေပြီးမြင်းချနာမြို့မှာ73စီတလီတာကို18000အထိပေးဝယ်နေရတဲ့အခြေအနေလည်းဖြစ်ပါတယ် တရုတ်ဘက်ကကုန်ပစ္စည်းမဝင်တော့တာအပြင်မြချင်းနာမန္တလေးကားလမ်းပိုက်မှာလည်းတိုက်ပွဲဖြစ်ပွားတာတွေရေကြီးရေလျှံဖြစ်ပွားတာတွေကြောင့်လမ်းခရီးခက်ခဲနေပြီးဝင်ရောက်လာတဲ့ကုန်တွေကိုလည်းဈေးကြီးပေးရတဲ့အခြေအနေပါဒါအပြင်ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လ23ရက်နေ့ကနေဒီကနေ့အထိကချင်ပြည်နယ်အတွင်းဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေပြီးကုန်စည်စစ်မှုနေကွေးနေပါတယ် ဝိုင်းမော်မျိုးကပြည်သူအများစုဆစ်ဆောင်နေကြတဲ့နောင်ချင်းဆစ်ဆောင်စကားမှာစစ်ဘေးရှောင်အိမ်တော်စု3000လောက်အတွက်သူ့မိုးတွေအေးတကြီးလိုအပ်နေတယ်လို့သိရပါတယ်။မိုးကနေတာမိုးထားတဲ့အတွက်လေပြင်းတိုက်ချိန်နဲ့မူကြီးရွာရဲ့အချိန်တွေမှာစုပ်ပြေကုန်တာကြောင့်သူ့မိုးတွေကိုမိုးတွင်းမရောက်ခင်ရရှိနိုင်ဖို့မျှော်လင့်နေတယ်လို့နောင်ချင်းဆစ်ဆောင်စကားတာဝန်ခံကပြောပါတယ်။အောင်ကောင်းပြီတော့မုတ်ကတဲ့တော့လားရဲ့ဒီဘုံမိတ်ရဲ့ဘုံရဲ့ရဲ့ရံကျမုတ်ကတော့ခြင်းမဲ့နေမှုကတည်းကလည်းမရောမှပြည်နေလား ။ကြာမိုးကတော့ဝင်နေအဲလိုရှာလို့ရောင်းနေတော့ရှင်ရမှာတဲ့ဖြစ်စုပေါ်လို့လားချက်ချက်ကောင်း။ကချင်ပြည်နယ်ဟာမိုးများတဲ့ဒေသဖြစ်တဲ့အတွက်အမိုးလုံးလုံးချုံချုံနဲ့နေထိုင်နေရတဲ့အတွက်ယာယီတဲတွေမှာတို့မိုးအများအစားထိုးဖို့လိုအပ်နေတာပါ နောင်ချိန်ဆေးဆောင်စကန်တာမကဝဲမော်မျိုးကဆေးဆောင်စကန်52ခုမှရှိတဲ့စစ်ဘေးရှောင်တွေရဲ့အရာရည်တဲ့အိမ်တွေနဲ့မိုးကတွေလည်းဖြစ်စည်းလာပြီးဖြစ်တဲ့အတွက်မိုးမဝင်ခင်ပြန်လည်ပြုတ်ပြင်းမိုးမနိုင်ဖို့အတွက် အကူအညီတွေလိုအပ်နေတယ်လို့လည်းသိရပါတယ်။လက်ရှိနိုင်ငံရဲ့အခြေအနေအရဆေးဆောင်စကန်မှာကိုလိုနီကျတဲ့ပြည်သူတွေဟာမိမိနေရကိုပြန်ဖို့မဖြစ်နိုင်သေးတာကြောင့်ရေရှည်အတွက်တွတ်မိုးကပိုတင့်တော့ကြောင်းလဲဆေးဆောင်စကန်တာဝန်ခံကတုံ့တက်ပြောဆိုပါတယ်။ စီပေးဆောင်ပြည်သူတွေအတွက်စာနယ်ရေးခါထောက်ပံ့ငွေကိုပြည်내ကောင်စီအစိုးရအဖွဲ့ကနေတရောက်ကိုတလကျပ်2000စီဧပြီလကတည်းကထောက်ပံ့ပေးနေတယ်လို့လည်းသိရပါတယ်။ဗလာမင်းတင်တတာမြောက်ဘက်ပိုင်းတလျှောက်ရှိကျေးရွာတွေဖြစ်တဲ့လပန်းနောင်ချင်းအင်ပေါင်ဟန်ကောအင်ကန်ခန့်ဘူကွေထူခန်းရံစားရကျေးရွာစားရကျေးရွာတွေအတွင်မှာဆေးဆောင်စခန်း42နေရာဖွင့်နေကြပြီးလူဦးရေ2000ကျော်ခိုလုံနေကြတာဖြစ်ပါတယ်။ ဆစ်ရှောင်းစကန်တွင်မှာကိုလိုနေကြတဲ့စစ်ဘေးရှောင်အင်းချင်း2400ဟာဝိုင်းမော်မျိုးနဲ့မြို့အနီးအနားကခြေရွာတွေကနေမနစ်ကမတ်လ9ရက်နေ့ကအစတင်ဖြစ်ပွားခဲ့တဲ့ခရီးပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်ကြားတိုက်ပွဲကြောင်းတင်းရှောင်ခေကြရတဲ့သူတွေဖြစ်ပါတယ်မိုးရွာပြီးချောင်းရည်တွေကြီးတာကြောင့်မန္တလေးမြစ်နာလမ်းမိုင်းကရှောင်းကွင်းလမ်းတွေပျက်စီးသွားပြီး ခီးသွားတွေနဲ့ရင်မောင်းတွေအခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲတွေကြောင့်မန္တလေးမကြီးနားအဓိကလမ်းမကြီးကနေသွားလို့မရတော့တဲ့အတွက်ရှောင်းကွင်းလမ်းကနေသွားလာနေကြတာဖြစ်ပါတယ်။အဲ့ဒီရှောင်းကွင်းလမ်းတွေဟာမြေသားတွေနဲ့ကြောက်ခင်းလမ်းတွေဖြစ်တဲ့အတွက်မိုးရွာတဲ့အခါဘွက်တွေထားပြီးလမ်းတွေချော်တာကြောင့်သွားလာရအခက်အခဲဖြစ်နေရလို့ကာလမတ်ရောင်းသူတယောက်ကပြောပါတယ်။ မိုးရွာဟာလို့လမ်းနေပြတ်နာဘွားပေါင်နေတာကားတွေအမှတစီဝီတီဖောက်တဲ့ကားမောက်ဆွဲတဲ့ကားကိုဆွဲတွန်းတဲ့ကားကိုတွန်းအဲ့လိုသွားဆွနေရကြီးကြီးတယ်ဆင်းရတယ်လေကားကြီးရတော့မလဲလူးလိမ်သွားတာဆိုတော့အဲ့ဒီလိုအခြေအနေတွေတာမကအဲ့ဒီလမ်းပိုင်းမှာတိုက်ပွဲဖြစ်တဲ့အချိန်လမ်းပိတ်ထားတဲ့အတွက်လမ်းခရီးဟာပုံမှန်ချက်ရက်ကြာတတ်တယ်လို့လည်းဆိုပါတယ်ကျက်ကတော့ဖလေရဲ့ဆရာမလဲဘာညာရောအမတို့ကမပြောတတ်ဘူးပိတ်ရင်ပိတ်တယ်လို့ကြားတယ် အဲ့အဲ့မှာတိုက်ပွဲတွေလည်းဖြစ်နေဖြစ်တော့ကားတွေမှာတစ်ခါကြရင်ပိတ်ရထားခါတွေတော့လည်းထွက်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးပေါ့လမ်းမှာအကြာကြီးမပိတ်ဘူးခါညာဆိုရင်တော့နှစ်ညအိတ်လောက်ဂျုံရရောက်တယ်အဲ့ပိတ်ပိတ်တယ်ပါညာဆိုရင်လည်းမင်းငါရဲ့ကြာရင်လည်းကြာသွားတယ်မစ္စနာလမ်းပိုင်းအခြေအနေကြောင့်ကားကြီးတွေမထွက်နိုင်တဲ့အတွက်အန်စာတုံးကားအမျိုးအစားနဲ့အိမ်စီးကားလေးတွေကအသွားများပြီးကားလက်မခါတော့တယောက်ကိုစက်နှစ်သိန်းခွဲရှိတယ်လို့သိရပါတယ် ဖကတ်မြုပ်ကျောက်စိမ့်တွင်ဒေတာကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်သားတွေဟာမော်စီစာကျေးရွာက တောင်ပေါ်ဖုန်ကြီးကျောင်းမှာတပ်စခန်ချနေကြပါတယ်။မော်စီစာကျေးရွာကဒီရိယတနာစိန်ဓမ္မရိပ်သာတောင်ပေါ်ကျောင်းထဲစစ်ကောင်စီနဲ့ရှာနေပြီးသူစစ်တွေဝင်ရောက်နေတာဖြစ်ပြီးဒေတာခံတွေကဆိုရင်နေကြတယ်လို့မော်စီစာဒေတာခံမြူသားတို့ကမချင်းနာတဲ့တင်ကြနေကိုပြောပါတယ်။စစ်စာကိုဒေဖုန်ကြီးကျောင်းကိုတင်ကုန်း စာချမ်းရမ်းတဲ့ခုနကလုံးတုံးမှာတမ်ဂျိုယန်တမစ်စနီမာပြေချမ်းချောနာဖြင်းရင်ရနာဆန်ဆန်ပါဆန်ဆန်တခုကင်တုံးငါခုလေဖြင်းရင်ကမမကြည့်တဲ့စကပါနီကိုလို့ရနာတကုမချန်တမ်ပင်ဝါခုနကခစ်ကဖာတဲ့အဲ့တုံးမှာက ပြီးခဲ့တဲ့မေလ30ရက်နေ့မနက်7:00နာရီလောက်ကစစ်ကောင်စီအတရာကျော်ဝင်ရောက်တပ်ဆွေးနေတာဖြစ်ပြီးနောက်တနေ့မေလ31ရက်နေ့မှာတော့မော်စီစာချေးရွာမှာရှိတဲ့ကြောက်စင်းကုမ္ပဏီဝင်တစ်ခုကအဆောင်တစ်ခုကိုမိရှုသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ဘုံချီတောင်းမှာဝင်ရောက်နေတဲ့စစ်ကောင်စီတပ်တွေက ယောဟန်လမ်းပေါ်တွင်မှာအယက်ဝတ်တွေနဲ့သွာလာနေကြတာတွေလည်းရှိနေတယ်လို့သိရပါတယ်။မေလ29ရက်နေ့ကရန်ချက်ဆက်ယုံကနေစစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာမိုစီစာနမဖြစ်ထွေဆန်းစားတဲ့ရက်ွက်ကြွေရတွေကနေဖြတ်လာတာဖြစ်ပြီးမေလ29ရက်နေ့မှာတော့ဖကမြူအတီထူပဝင်ရောက်သွားနိုင်ခဲ့တာပါ။လုံခင်ကြွေရကိုစစ်ကောင်စီစစ်ကြောင်းစတင်ဝင်ရောက်လာတဲ့အချိန်ကစပြီးလမ်းတလျှောက်ဖန်စီမှုတွေပြုလုပ်ခဲ့တယ်လို့ဖကမှုတွေကြောင့်လုံခင်ဒေသခံ၅ယောက်တေဆုံးခဲ့ပါတယ်။ စကောင်စီအားဖက်ကန်ဒေတာကိုပြန်လည်စိုးမိုးနိုင်ဖို့ဝေလာလေးရနေကစားပြီး မြစ်ချနာဖက်ကန်လန်ကိုအင်အားရာကြီးပိုင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပြီး KA KPD ရပူပေါင်းတပ်တွေကနေကြောက်ပြတ်တက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီနဲ့ KNA တို့ကြားတိုက်ပွဲတွေကြောင့်လူဦးရေသိန်းနဲ့ချီသိမ်းရှောင်နေရတဲ့ကချင်ပြည်နယ်အတွင်းကစစ်ဘေးရှောင်တွေအကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ် စစ်ကောင်စီနဲ့ KIA တို့ကြားတိုက်ပွဲတွေကြောင့်ကချင်ပြည်နယ်အတွင်းလူဦးရေနဲ့တိုင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ UNHCR မြန်မာကထုတ်ပြန်ထားတဲ့စာရင်းအရမနစ်က2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့အထိစစ်ဘေးရှောင်ဦးရေဟာစုစုပေါင်း65362ယောက်ရှိခဲ့ရမှာ ဒီဇင်ဘာလ၄ရက်နေ့က KIA ရဲ့ဗမော်မြို့တိုင်းတိုက်ပွဲစတင်တဲ့နောက်ပိုင်း၅လကျော်အတွင်းတိမ့်နဲ့ချီတဲ့စစ်ဆောင်ဥယေတိုးလာခဲ့တာပါ။ဒါအပြင်လက်တလုံးမှာဗမော်ဘက်တာမကဖကန့်ဒေတာဘက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးဝိုင်းမော်နဲ့မွန်ညင်းဘက်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်စစ်ပေးဆောင်ဥယေဟာပိုတိုးလာနိုင်မဲ့အခြေအနေပါ။ကချင်ပြည်နယ်တပီနယ်လုံးမှာ၂၀၁၄ခုနှစ်ရဲ့တကောင်စင်းအရလူဦးရေစုစုပေါင်း၁၆သိန်းကျော်ထဲကနှစ်သိန်းကျော်တော့ပြည်သူတွေဟာပြည်내အသွင်းကဆစ်ဆောင်စခန်းမှာနေထိုင်နေကြပါတယ်။ တခြားပြည်နယ်နဲ့တိုင်းတွေနဲ့ပြည်ပကိုထွက်ခွာသွားသူတွေလည်းအများအပြားရှိကြသလိုဆွေမျိုးအတိုင်းဝိုင်းတွေစီမခိုလုံနေကြသူတွေလည်းရှိပေမဲ့လူဦးရေအတိအကျကိုတော့ခံမှန်းတွက်ချက်ဖို့ခက်ခဲပါတယ်။ပြည်နယ်အတွင်းကစီးပွားရေးအခြေအနေတွေတိုက်ပွဲအခြေအနေတွေကြောင့်စားတောက်စိတ်ထောက်ပံ့ခြေတွေဖြတ်တောက်ခံရတာတွေကြောင့်ပါဆစ်ဆောင်အများစုဟာစားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီနာရှာလာတော့လူဝဲငွေခမှုမဲကျနေတဲ့လောအပေါ်နေလေ ခဲလို့ခါကုန်နေရေဂျမောစာနိကလေခဲရခါကုန်နေမအဲငောတာမီမလခေါမခေါမဒီစုပပူမန်ချမနာရဒပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ကနောက်ဆုံးထုတ်ပြန်ထားတဲ့အိုချာရဲ့ထုတ်ပြန်ချက်တွေအရကချင်ပြည်နယ်မှာစစ်ရှောင်စခန်းအများဆုံးနဲ့စစ်ဘေးရှောင်တွေအများဆုံးခိုလုံနေတဲ့မြို့ကတော့စစ်ရှောင်ဦးရေ46183ရောင်းနဲ့ဝိုင်းမော်မြို့မှာဖြစ်ပြီး ဒုတိယအများဆုံးကတော့4632ရောင်းနဲ့မချင်းနာမြို့မှာဖြစ်ပြီးတတိယအများဆုံးကတော့23683ရောင်းနဲ့မုံမောင်းမြို့မှာဖြစ်တယ်လို့လည်းသိရပါဗျာ။အနာတိန်၄နှစ်ကျော်ကြာပြီးနောက်တနင်္ဂနွေလုံးမှာစစ်ပေးဆောင်ဦးရေ3တန်းခွဲလောက်ရှိခဲ့ရာသခိုင်းတိုင်းဒေသကြီးကတတန်းကျော်နဲ့အများဆုံးစစ်ဆောင်နေကြရပါဗျ။ဒုတိယအများဆုံးကတော့ရခိုင်ပြည်နယ်တတိယကမကွေးတိုင်းစစ်တုထားကတော့ကရင်ပြည်နယ်ဖြစ်ပြီးကချင်ပြည်နယ်ကတော့ပြင်စမအများဆုံးပြည်နယ်ဖြစ်တယ်လို့သိရပါဗျ။ ကချင်ပြည်နယ်အတွင်းတကြော့ပြန်တိုက်ပွဲဖြစ်ပွားတာကြောင့်လွန်ခဲ့တဲ့2021ခုနှစ်ကတည်းကဆက်ဆောင်လာရတာဖြစ်ပြီး၁၄နှစ်ရှိလာပြီဖြစ်တဲ့အတွက်အခွင့်အလမ်းတွေဆုံးရှုံးရတယ်လို့ဝိုင်းမော်ဒီတာခန်တူးကလည်းပြောပါဗျာ။ဘာမှမဖြစ်ခရစ်ရန်နာစင်ဆာနာရံကိုရအောင်စင်ဆာအမှုပေးနော် 那现在也是个现在都看不下去哦。你做牛哦，那那他不然那些呃蒙沙的，不然他两个家我难挨哦。蒙沙那个地方太苦，看不起了。让那他不然那我个钱都蒙某个家人啊，牛顶得贵嘛，都蒙沙打开些，他出米米几出门了，等于说国温馨。 用最冷的去拿点梦，个鸦片那个可以个出跑去了嘛。နိုင်ငံအတွင်းရှိစစ်ဘေးရှောင်တွေကိုကပ္ပဆနရိတ်ခါထောက်ပံ့ရေးအဖွဲ့ WFP ကလည်းထောက်ပံ့မှုတွေရပ်တန့်လိုက်တဲ့အတွက်ကြောင့်ဒါမကစစ်ကောင်စီဘက်ကလည်းစစ်ဘေးရှောင်တွေအားလုံးကိုတာဝန်ယူထောက်ပံ့မှုတွေမရှိတဲ့အတွက်စစ်ဘေးရှောင်တွေဟာအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ မြချင်းနာသတင်းချာနဲ့ TV အစီအစဉ်ကိုအပစင်ကြာတာပတိနဲ့မနေ့၈နိုင်တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြချင်းနာသတင်းချာနဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုယ်စိတ်နှလုံးသုံးပါကျန်းမာချမ်းသာကြပါစေ။